ီကောင်းလာတယ်ဩကောင်းတယ်အဲ့ချေဘူးလူလေးနဲ့ကြည့်ပါဦးပေါမုတ်စားလိုက်ပါပေါမုတ်ဟမ်ပေါမုတ်စားပါပေါမုတ်စားပါမင်းညနာဟေးငယ်လေးကြည့်ပြောင်းလို့ရတယ်ငယ်လေးကြည့်

to talk to you, lately I've been doubting. Shawty went outside, grabbed a bottle and she downed it. I thought I lost my sense of pride, but recently I found it. Once again, I'm back on the cycle. Walk inside the function, thinking maybe I just might go. Me and your friends, really not that tight, ho. Huh? It's all good now, they all just cut you off.

Coming. Yeah. Yeah. Let's go. ီလီဘောကဆိုင်သတိလေးရဲ့ဝက်ကုတ်သားခင်ရတာကဒီရဆိုင်ကြီးထက်ကောင်းတယ်။တပွဲကိုမြန်မာငွေတောင်းချက်ဆုံဆုံပေးရပါတယ်။အစုံရွက်ကတော့အယိုးကြီးပဲ။စုံမွေအေးရလဲမွေ့မွေ့လေးနဲ့တောက်လို့ကောင်းတယ်ဗျ။အချိုပေါ့တယ်။စိတ်ပေါက်လေးတွေကို နိုးတိုက်ရတာကလည်းအတွေ့အကြုံအသေးတစ်ခုပါပဲ။ခိုင်ခိုင်။သိလား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 ကြည်ကျေးရေ။ဟာငြင်းလိုက်တာ။ဟောလာဆိုးရငြင်းလိုက်တာနော်။တော့အပြိုင်လူးဆိုးနေတာ။ဘောကြတယ်ဘောကြတယ် तू ကအဲ့တော့ငင်းငင်းပဲကောင်းလေမှန်ပါ Kata ada lu dapat apa lu pin. Dapat apa tahu lah. Ini. Ong di jege mo ka le, de ge ya da shi ba de. Ya ong di ya tong na ya ka. Ong di mo de ya ka. Ya ong di ba sa ma ya da shi ya. Ai. ိုက်သွားတယ်တော့ကောင်းရှင်ကောကိုကိုနဲ့အိုင်စကရင်နဲ့ချစီပဲကောင်းက only ပတ်ဒီနဲ့ fresh ဖြစ်ပြီးတော့ပြီးတော့ only အိုင်စကရင်ရတာပဲချစ်တီမီမီနဲ့ဟိုမွေးလေးနဲ့ကောင်းတယ်နော်ဒီကောင်းတယ်ချစ်ကမို့မမဒီကနေ

八句嘛，是谁呢？谢谢啊嗯 哪些色？哪些色？ ဗတ္တရားကိုရောက်ပြီဆိုရင်ဗုဒ္ဓတောင်လို့လည်းခေါ်ဆိုကြတဲ့ခေါချိချမ်းလေးစားဖျားကိုတွားရောက်ဖုံမြော်တင်ပါတယ်။ဗုဒ္ဓတောင်ကထိုင်းနိုင်ငံနာချုံတရားမြို့မှာရှိတဲ့ထုံးကြောက်တောင်တစ်ခုဖြစ်ပြီးဒီတောင်ကဗတ္တရားမှာရှိတဲ့ထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ခေါချိချမ်းလေးစားဖျားကို1996ခုနှစ်မှာဘရင်ပူမိဘော်အတူရတဲ့ရဲ့25ကြိမ်မြောက်နန်းတက်ပွဲအမှတ်တရအထိမ်းအမှတ်နေဖြစ်၎င်းထိုင်းလူမျိုးများနဲ့ဘုဒ္ဓဘာသာဝင်များအတွက်ကိုးကွယ်ယုံကြည်မှုကိုရည်စူးကတိစောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ဟာညံတော်အမြင့်190မီတာအလျား80မီတာရှိပြီးတော့လေးစားနည်းပညာကိုအသုံးပြုကာထုံးကြောက်ပေါ်မှာဗုဒ္ဓရုပ်ပွားတော်ကိုပုံဖော်ရေးဆွဲထားတာပါ။ကဘာပေါ်မှာလေးစားနဲ့တွင်ထူထားတဲ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်လည်းဖြစ်ပါတယ်။အာယုတ်ကတိခုကတော့ကျွန်တော်တို့ဒေးမင်ဟိုတယ်ကိုသွားနေတာပါ။ နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်နော်